ောင်းညစ်တစ်ပေါ့နော်ဒါပေမဲ့သူ့ကိုတော့အဓိကကျွန်တော်တို့အခြေခံလာတယ်ဒီနှလုံးမောင်းတစ်ကိုတော့မှတ်ခဲ့ပေါ့နော်ဒီနှလုံးမောင်းတစ်ကဒီဘွဲမှာတော်တော်အရေးပါအရာရောက်တယ်တော်တော်ရှိပါတယ်ဒီနှလုံးမောင်းရင်တနှလုံးမောင်းရင်30နှလုံးမောင်းရင်5နှလုံးမောင်းရင်5နှလုံးမောင်းရင်5နော်သူကတော်တော်လေးကိုအရေးပါတယ်အဓိကအဓိကစက်ကောင်းပါကျွန်တော်ဆိုလိုချင်တဲ့လေးပဲဒီနှလုံးမောင်းတစ်ကိုဒီ6နဲ့ပေါလို့ရှိရင်ကျွန်တော်တို့နော် ဆောင်းနေပေါ့လို့ရှိရင်ခွန်ပေါ့ဗျာနော်ဒီနှလုံးပေါင်းတစ်စဲဟုတ်ဒီကိုးနေပေါ့လို့ရှိရင်ခိုးပေါ့ဗျာနော်ဒီနှလုံးပေါင်းငါးဟုတ်ဒီ6နေပေါ့လို့ရှိကြလို့7ပေါ့ဗျာနော်ဒီနှလုံးပေါင်းငါးဟုတ်ဒီ7နေပေါ့လို့ရှိရင်3ပေါ့နော်ခွန်ကို7တုံးဒီနှလုံးပေါင်းခွန်ကိုဒီ7နေပေါ့လို့ရှိရင်9ပေါ့ဗျာနော်ခွန်ကို7တုံး9ဒါကကျွန်တော်လောစပြေးနေတယ်လေးသာနော်အဲ့ခွန်ကို7တုံး9ကအပေါ်မှာတော့ကျွန်တော်တို့ဒီ7 3 6 3လုံးပေါင်းကြီးဒီခွန်ဆိုပြီးတော့တွားခဲ့တာတော့ရှိတယ်နော်3 6 6 3လုံးပေါင်းကြီးဒီ9လို့တွားခဲ့တာလို့ရှိတယ် 698သုံးလုံးပေါင်းကြီးပြီး3လို့တွားခဲ့တာလို့ရှိတယ်။966သုံးလုံးပေါင်းကြီးပြီး1လို့တွားခဲ့တာတော့ရှိတယ်။ကျွန်တော်တို့ခိကရက်ဘက်ကကွာပေါင်းခြင်း3ပေါ့နော်။ကျွန်တော်ကွာပေါင်းခြင်း3မှာအမှ528ပေါ့နော်။528 so 25 5ကပြည့်တဲ့ဘက်ကကျွန်တော်ကဟိုလိုပေါ့6ွက်နီးပါးလောက်ဖြစ်သွားတယ်နောက်ပိုင်းဒါကကျွန်တော်ကလနာနှစ်ပတ်ရှိပြီကျွန်တော်ကလနာဆန့်တုံနေပါဘောနော်ကျွန်တော်ကလနာဗရင်ငါကျွန်တော်ပြည့်ခဲ့တဲ့ဘက်ကဗရင်ငါမဟုတ်ရင် organ မထူဘူး ်အော်ကနံမထိုးဘူးပေါ့နော်အဘရင်ကားလည်းဖြည့်ရမယ်အပူကားလည်းဖြည့်ရမှာကျွန်တော်ပေါက်ကနံဖြည့်အောင်မထိုးနိုင်ခဲ့ဘူးပေါ့ဗျာနော်ကျွန်တော်ကနောက်ဆုံးပေးကျွန်တော်ကဒီ212လို့နော်212ငါဒီတရှိကီးပေါ့ဒါတရှိကီးကတော့တော်မှန်မှုဆရာကြီးပေါ့နော်တရှိကီးတရှိကီးမပါရင်အဲတရီဒီမထွက်နိုင်ဘူးဆိုပြီးတော့ဒါသူတို့တော်မှန်မှုရဲ့စတိုင်ပေါ့နော်အဲတော်မှန်မှုကဘယ်လဲမှန်တယ်ဒါပေမဲ့တော်မှန်မှုက အစိုးတို့အပုခလည်းမှန်လေပေါ့နော်ဗရိလည်းမှန်လေအပုခလည်းမှန်လေဒါမှမဟုတ်ကျွန်တော်တို့လုံးမှန်နေထားမှာကျွန်တော်နှစ်လုံးမှန်ကနော်လုံးဝကိုလက်ထပ်သွားတယ်ပေါ့နော်အဲ့မှာကျွန်တော်လေးဒုက္ခရောက်သွားတယ်ပေါ့နော်ဒီပုံစံကြည့်တော့ကြည့်တော့မင်္ဂလာပါဟုတ်ကဲ့ပါအဲ့ဒီဒီသုံးလုံးပေါင်းကြီးခွန်သုံးလုံးပေါင်းကြီးဒီငါသုံးလုံးပေါင်းကြီးဒီသုံးလုံးပေါင်းကြီးဒီသုံးလုံးပေါင်းကြီးဒီကိုလို့ကျွန်တော်နော်ခွန်၅၃တိကိုဆိုပြီးတော့ခေါပေါင်းကြီး၃ကိုလုံးဝမရိုက်ခဲ့ဘူးသူမရိုက်ခဲ့တာထားလိုက်ပေါ့နော်သူမရိုက်ခဲ့တာထားလားပေါ့နော်ဒါတို့ပေါ့ကျွန်တော်တို့ကအခုစစ်တေစီလေးရောစကိုင်ရောဗျာနော် တို့ကလောတဲ့ဒီသဘောလေးနဲ့ပဲရိုးရိုးလေးပဲပေါ့နော်ဒါတုံးလုံးပေါင်းကြီးဒီခွန်တုံးလုံးပေါင်းကြီးဒီကိုတုံးလုံးပေါင်းကြီးဒီတုံးလုံးပေါင်းကြီးဒီတုံးတုံးလုံးပေါင်းကြီးဒီငါခွန်ကိုတည်တုံးလိုင်းကြဲတဲ့လိုင်းကြဲတော့လိုင်းကြဲတဲ့ကျွန်တော်ကိုမလေးဒီချက်တော့ပါဗျာစင်ပြီးတလားမလို့လိုင်းကြဲတော့လေရှိအောင်ရှိသေးတယ်လားမလို့ဒီတက်နော်ဒီကစင်တဲ့နလာပါဆရာယောဂပဲ င်္ဂါတော့နေလို့သိခံပြီးတော့ကျွန်တော်ကောင်းလေးချက်တော့ပါ တော်ဒီသုံးလုံးပေါင်းကြီးဒီခွန်သုံးလုံးပေါင်းကြီးဒီကိုသုံးလုံးပေါင်းကြီးဒီသုံးလုံးပေါင်းကြီးဒီသုံးသုံးလုံးပေါင်းကြီးဒီငါခွန်ကိုတစ်သုံးငါခွန်ကိုတစ်သုံးငါဆိုပြီးတော့ဒီနှလုံးပေါင်းချင်းတစ်ပေါ့နော်ဒီနှလုံးပေါင်းချင်းတစ်ကတော့သူ့အဓိကဒီဘက်မှာကျွန်တော်ကခေါင်းတော်မျိုးပေါ့နော်ခေါင်းတော်မျိုးစဉ်းစားထားတယ်ငါကက်နဲ့နော်ငါးပင်နဲ့ကြိုက်မယ်ဆိုရင်ပေါ့နော်ငါးပင်နဲ့ကြိုက်မယ်ဆိုရင်သူ့အဓိကကျွန်တော်ခေါင်းတည်ထားတယ်ပေါ့ ခုကောင်တစ်ခါတော့ပြီးခဲ့တဲ့ဘွဲကတို့ဒီမှာနှစ်နောက်ပိတ်လေးရှိတယ်အဲ့နှစ်နောက်ပိတ်ကိုတို့ဒီ6ခါလေးနဲ့နောက်ပေါင်းချင်းတင်းနေကျွန်တော်တို့ခွန်လို့ထည့်တယ်နောက်ပေါင်းချင်းတစ်ပဲဒီကနော်အားနောက်ပိတ်လေးရှိတယ်အားနောက်ပိတ်ကိုကျွန်တော်တို့၃ခါနဲ့နောက်ပေါင်းချင်း10နဲ့၅ပါပါ၃ခါလို့ထည့်တယ်6နောက်ပိတ်ရှိတယ်6ကိုကျွန်တော်တို့ဒီ6ခါလေးနဲ့နောက်နောက်ပေါင်းချင်း၅နဲ့တစ်လို့ထည့်တယ်6ပါပါတစ်လို့ထည့်တယ်ဒီမှာ6နောက်ပိတ်ရှိတယ်6နောက်ပိတ်ကိုကျွန်တော်တို့6ခါလေးနဲ့နောက်ပေါင်းချင်း၅နဲ့ကျွန်တော်တို့တစ်လို့ထည့်တယ်6နောက်ပိတ်လေးနော်ဒီမှာ10နောက်ပိတ်လေးရှိတယ်10နောက်ပိတ်ကိုကျွန်တော်တို့ဒီ6ခါနဲ့ အဘောင်းကြီးခေါ်နေကျွန်တော်တို့တုံးလို့ထည့်တယ်။ဒါကျွန်တော်တို့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကလိုက်ဒီချိန်ပဲပြရတယ်နော်။အဲဒီချိန်ပြတဲ့ခါမှာကျွန်တော်ပြခဲ့သေးတယ်ပေါ့နော်။ခြောက်နောက်ပိတ်ရှိတယ်။ရှင်းနောက်ပိတ်ရှိတယ်။ရှင်းနောက်ပိတ်ကိုကျွန်တော်တို့၆ခန်းနဲ့အဘောင်းကြီးခေါ်နေတုံးလို့ထည့်တယ်။အခုကြာ၆ခက်ထိပေါ့နော်။တွားမယ်ဆိုရင်ခြောက်နောက်ပိတ်ရှိတယ်။အဲခြောက်နောက်ပိတ်ကိုကျွန်တော်တို့၄ခန်းနဲ့နောက်ပေါင်းကြီးခေါ်နေမှာတက်ပဲပေါ့။ဒါနောက်ပေါင်းကြီးခေါ်ပြမဲ့ခဲ့ပေါ့ဗျာနော်။လုံးနာမလုံးနာခန်း။တုံးနာမလုံးနာတပိုင်းပေါ့။နောက်ပေါင်းကြီးခေါ်ရှိတယ်ပေါ့နော်။အဲ့မှာကျွန်တော်ဆိုလိုချင်တဲ့လေးပဲကဒီနှလုံးပေါင်းကြီး တက်ပေါ့နော်ဒီနှလုံးပေါင်းကြီးတက်သူကဒီမှာဝင်ခဲ့တာ ਨੇ နော်ဒီမှာဝင်ခဲ့တာ ਨੇ ဒီမှာကကျွန်တော်တို့1566 1568ဆိုပြီးတော့နောက်ပိတ်၅လုံးကိုလည်းပြန်ထည့်သွားတယ်နော်1668နောက်ပိတ်၅လုံးကိုလည်းပြန်ထည့်သွားတယ်အဲ့ပြန်ထည့်ကမှာကျွန်တော်တို့သူ့ကိုပြန်ရှင်းထုတ်ဖို့ရနော်သူ့ကိုပြန်ရှင်းထုတ်ဖို့ရကျွန်တော်က ဒီမှာရှိလို့လေကဒီနှလုံးပေါင်းချင်း1ကိုဒီမှာကျော်လို့ခွားနှစ်လို့ရှိတယ်အဲ့ခွားလို့ကျော်လို့လေးခါလေးနဲ့ကျော်လို့6လို့ထည့်နော်6လို့ထည့်တယ်ဒီ1ပါပါကိုနှလုံးပေါင်းချင်းဒီ6ဒီ3ရောက်ကို3ရိုက်ပါပါ6နှစ်ခွန်နှလုံးပေါင်းချင်းဒီ5ဒီ5ကိုကျော်လို့5ပါပါနှလုံးပေါင်းချင်းဒီ6 9 5ထုံညာဒီ5ကိုကျော်လို့5ပါပါ6နှစ်ကိုနှလုံးပေါင်းချင်းဒီ3ညာဒီမှာခွန်ရှိတယ်ခွန်ပါပါကျော်လို့ဒီနှလုံးပေါင်းချင်းဒီ1ပဲဆိုရင်ကျော်လို့8ခါတိုင်းဆိုတော့ဒီနေ့ဒီပြေက ရှစ်ထိပ်ကိုကင်မယ်ဆိုရင်ရှစ်ခါးတိုင်ကိုအပြည့်လေးထည့်ပေးပါဒါပေမဲ့ကျွန်တော်ကရှစ်ထိပ်နဲ့ဆိုင်ရှစ်ခါးကိုပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ရှစ်ထိပ်နဲ့ဆိုင်ရှစ်ခါးကိုပို့ပြီးတော့ရှစ်ထိပ်တိုင်ကိုပို့ပြီးတော့သုံးကျင်တယ်ပေါ့ဆိုလိုချင်တဲ့တိပ္ပယ်သုံးကျင်တယ်ဆိုတော့အနေထားကအဲ့ဒီမှာကျွန်တော်ဒီသုံးလုံးပေါင်းကြီးဒီခွန်ဒီသုံးလုံးပေါင်းကြီးဒီခွန်လို့ထည့်လိုက်တာ ਨੇ ဒီတိုင်းလေဒီသုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကိုရှင်းလုံးပေါင်း30နဲ့နှစ်ခွန်ပါပါနှစ် sorry ခွန်ပါပါ နှစ်ဒီမှာကျွန်တော်ဒီခွန်လေးယူထားတာပေါ့ဟောတော်လုံးမောင်ကြီးဒီခွန်ဒီမှာနော်ခွန်ကိုတေတုံးကဒီတစ်ကိုဒီ6နှစ်ပေါ်လို့ရှင်ခွန်ဒီနှလုံးမောင်ကြီးနှစ်ကိုရှင်နှလုံးမောင်ကြီး10နဲ့နေခွန်ပါဝါနှစ်ဒီတော်လုံးမောင်ကြီးဒီကိုအဲ့ဒီကိုဒီကျွန်တော်တို့နှလုံးမောင်ကြီးဒီရှစ်ရှစ်ကိုကျွန်တော်တို့နှလုံးမောင်ကြီး6နှစ်ပေါ်လို့ရှင်၄ကိုပါဝါ၄ဒီတော်လုံးမောင်ကြီးဒီ1နော်ဒီတော်လုံးမောင်ကြီးဒီ1တစ်ပါဝါကိုနှလုံးမောင်ကြီးဒီ1တစ်ကိုရှင်နှလုံးမောင်ကြီး9နှစ်ပေါ်လို့ရှင်6တစ်ပါဝါ6နော် ီလိုမောင်းကြီးဒီ698သုံးလုံးမောင်းကြီးဒီ3သုံးဒီကျွန်တော်တို့နှလုံးမောင်းကြီးဒီတစ်တစ်ကိုရှင်းနှလုံးမောင်းကြီးခွန်နဲ့ပေါင်းလို့ရှင်ရှစ်သုံးပါပါရှစ်နော်အခုဒီသုံးလုံးမောင်းကြီးဒီ5နှလုံးမောင်းကြီးခွန်ကိုရှင်းနဲ့ပေါင်းလို့ရှင်5ငါလေးရိုက်သွားပြီအဲ့ငါကိုကျွန်တော်တို့နှလုံးမောင်းကြီးဒီ4နှလုံးမောင်းကြီးဒီ4ကိုကျွန်တော်တို့ရှင်းနှလုံးမောင်းကြီး6နဲ့မှတုံရနော်ခွန်ကိုဒီသုံးငါကို4468တုံရနဲ့ရှင်းနှလုံးမောင်းကြီး6နဲ့ရှစ်ထိန်းနဲ့ရှစ်ခါနဲ့ပြန်ထည့်ရဆိုတဲ့သဘောပေါ့နော် ပြန်ချဲ့တယ်ဆိုတဲ့သဘောမှာအဲ့မှာကျွန်တော်ဒါဆရာအောင်ကိုလက်တင်ထားလို့ပေါ့နော်ဒါဆရာအောင်ကိုလက်တင်ထားတယ်ဆိုတော့ကျွန်တော်ဝေဖန်မှာသူကဘာဖြစ်ဆိုတော့အများတန်းအဲလူတွေနဲ့တတိယနဲ့ပတ်သက်ပြီးတော့ဒါဟိုသူက messenger ကအများတန်းနေ့စဉ်နဲ့အမြညလေကျွန်တော်ဒီဘလုံးကလေးဝါဒနာပါတယ်ပညာလေးတစ်ချက်တစ်ချက်သူ့ဘိတ်တဲ့ချေဒါသူဒီ site ဒီပို့တယ်ဝေဖန်လည်းတုံးသက်တယ်နော်ဘာမှမှန်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 ပေါ့နော် marketing busy marketing busy ဘာမှ ဘာပြောမစို့မနာကြဘူးပေါ့နော်အဲ့ပုံစံအနေထားမှာရှိတယ်ဒါကြောင့်ဘုခွန်တော့သူတင်လာတာတွေ့လို့ကျွန်တော်ကဒီ site ကိုဒါအကြံဉာဏ်ပေးတဲ့သဘောပေါ့နော်ဖြလူဖြစ်စီလောက်တာတော့မဟုတ်ဘူးနော်ဒါပေမဲ့သူပြီးခဲ့တဲ့ဘက်ကခေါ်ခဲ့တယ်ခြေပေါင်းကျင်းအတွဲလေးပေါ့နော်ခြေပေါင်းကျင်းတစ်ထည်စီတီတေးရမယ်အလဲတိုင်းကြီးကြီးရမယ်89လို့ကနေမျိုးထွက်တယ်ပေါ့နော်ကျွန်တော်ကပြီးခဲ့တဲ့ဘက်ကတင်းနေနေနဲ့ပဲဒီလုံးစာရိုက်နေတယ်ဆိုတော့122ဒါကြောင့်122လဲကျွန်တော်ထုတ်ဖြစ်သွားတယ်ပေါ့နော်အဲ့မှာကျွန်တော်ခုနကပြောခဲ့ရှစ်ခါပေါ့နော်ရှစ်ခါကိုဘယ်လိုယူမလဲကျွန်တော်တို့ဒီမှာနှစ်နောက်ပဲရှိတယ် နော်နှစ်နောက်ပစ္စည်းဒီအပေါ်လေးနောက်ပစ္စည်းကိုထားခဲ့ဘူးဒီနှစ်နောက်ပစ္စည်းတယ်ဒီသုံးလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုလေးနဲ့ပေါင်းလို့ရှိရင်နှစ်ခုနကျွန်တော်ရိုက်ခဲ့တဲ့နှစ်တော့အတူတူပဲသူ့ကိုကျွန်တော်ရှစ်ခန်းနိုင်တာဒီချိန်မှာငါးခက်ပြောင်းမှာတော့ကြောက်စရာကောင်းတယ်နော်ဒီနှစ်ဒီကျွန်တော်သုံးလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုလေးနဲ့ပေါင်းလို့ရှိရင်နှစ်ဒီငါးဒီကျွန်တော်တို့၆သုံးညာနဲ့သုံးလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုခွန်နဲ့ပေါင်းလို့ရှိရင်ငါဒီ6ဒီကျွန်တော်တို့6 6 6ကသုံးလုံးပေါင်းကြီးဒီခွန်ခွန်ကို6နဲ့ပေါင်းလို့ရှိရင်6ဒီ6ဒီ နော်ခုနကကျွန်တော်ပြောခဲ့တဲ့လိုပဲ6ပါပါသုံးလုံးပေါင်းကြီးတက်လဲရိုက်ခဲ့ပြီပြီနော်6 6နဲ့သုံးလုံးပေါင်းကြီးဒီခုံခုံကို6နဲ့ပေါင်းလို့ရှိရင်6ဒီ7ဒီကျွန်တော်တို့7ပါပါသုံးလုံးပေါင်းကြီးဒီ3လဲရိုက်ခဲ့ပြီပြီသုံးလုံးပေါင်းကြီးဒီ7ပါပါသုံးလုံးပေါင်းကြီးဒီ3ရိုက်သွားတယ်လဲ3ည6လေးသုံးလုံးပေါင်းကြီးဒီ3ည3ညကို7နဲ့ပေါင်းလို့ရှိရင်7နော်ဒီဘက်တစ်ခုပြန်လာတယ်ဒီဘက်တစ်ခုပြန်လာတဲ့အခါကျတော့ခုနကတော့ဟိုဆရာအင်္ဂလိပ်ပြောတဲ့စစ်စစ်စီကမှန်သလားမှန်သလားဆိုတော့လေမှန်တယ်လို့ပြောလို့မရဘူးမှန်သလားဆိုတော့လေမှန်တယ်လို့ပြောလို့ မှန်လို့ပြောလို့ရတယ်50 50ပေါ့ဗျာနော်50 50အဲ့လိုပဲဆိုလို့သုံးတဲ့ရမှာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီမှာညှိတဲ့ကောင်ပါတယ်ဒီနှလုံးပေါင်းကြီးဒီတက်6နဲ့9နဲ့ပေါင်းလို့ရှိရင်ဒီတက်ကိုတင်းနဲ့ပေါင်းလို့ရှိရင်နှစ်တက်ကိုတင်းနဲ့ပေါင်းလို့ရှိရင်နှစ်ထည့်တာအဲ့ထည့်တဲ့ချိန်မှာကျတော့ရှင်း3 6သုံးလုံးပေါင်းကြီးဒီခွန်ဆိုပြီးတော့ तू ကတစ်ခါတောင်းတစ်ဖက်လက်ပြန်လာတာ तू ကဟာတစ်ဖက်လက်ပြန်လာတာ तू ကလည်းပုံစံတစ်မျိုးပေါ့နော်လက်ပုံစံလည်းဒါပေမဲ့ဆရာကြီးယူထားတဲ့ဟာကလည်း ပုံစံတစ်မျိုးအဲ့လိုပုံစံနဲ့သူကဘာဖြစ်လို့ဆိုတော့ဒီနှလုံးပေါင်းရင်ခွန်ကိုယူထားတာဟုတ်ဒီနှလုံးပေါင်းရင်ခွန်ကိုယူထားတဲ့အခါမှာနှစ်နောက်ပြီဒီလုံးကညှိခဲ့တယ်ပေါ့ကျွန်တော်ပြောခဲ့တယ်ဒီနှစ်ဒီသလုံးပေါင်းကြီးဒီခွန်နှစ်ပါပါခွန်ဆိုပြီးတော့ဟမ်နှစ်ပါပါခွန်ဆိုပြီးတော့ဒါပေမဲ့ဒီနှလုံးပေါင်းကြီးခွန်ကညှိခဲ့တယ်ဖြစ်တယ်တပည့်သလုံးပေါင်းကြီးဒီခွန်အဲ့တခုရင်းသွားမယ်ဆိုရင်ဒီတိတိသုံးလုံးပေါင်းကြီးဒီ66ကိုသုံးလုံးပေါင်းကြီးဒီဒီတိတိ66သုံးလုံးပေါင်းကြီးဒီဒီတုံညာဒီ668သုံးလုံးပေါင်းကြီးဒီတုံညာဒီ9ဒီကျွန်တော်တို့688သုံးလုံးပေါင်းကြီးဒီ9 နော်သူကဒီခွန်ကစားခဲ့တယ်ဆိုတော့ကဒီနာဘောင်းတစ်ကစားခဲ့တယ်နော်ဒါလည်းကျော်လို့ရှစ်ထိဘယ်လိုမှမဟုတ်ဘူးနှလုံးပေါင်းကြီးဒီတစ်ကိုတစ်နဲ့ပေါင်းလို့ရှင်နှစ်ပါပါသုံးလုံးပေါင်းကြီးခွန်နှလုံးပေါင်းကြီးဒီ၃နဲ့6နဲ့ပေါင်းလို့ရှင်6 6ကိုနှလုံးပေါင်းလို့ရှင်နှစ်ပေါင်းလို့ရှင်6 6ပါပါသုံးလုံးပေါင်းကြီးဒီ6 6ကိုသုံးလုံးပေါင်းကြီးဒီ6နဲ့5နဲ့ပေါင်းလို့ရှင်တစ်ကိုနှလုံးပေါင်း5နဲ့ပေါင်းလို့ရှင်6 6ပါပါဒီ6 9 6သုံးလုံးပေါင်းကြီးဒီတစ်6နဲ့4နဲ့ပေါင်းလို့ရှိရင်3ည3ည5နဲ့ပေါင်းလို့ရှိရင်5 5ပါပါ6 6 8သုံးလုံးပေါင်းကြီး3ည 69ပေါင်းလို့ရှိရင်3 3ဒီနောက်မှ9ပေါင်းလို့ရှိရင်3 3ညပါပါသုံးလုံးပေါင်းကြီးဒီကို88သုံးလုံးပေါင်းကြီးဒီ9ဆိုပြီးတော့အဲ့လိုလေးရတယ်အဲ့ဒီမှာကကျွန်တော်စိတ်ကတော့အဲ့တော့ဒီဒီတော့ဟောတော့မတော်လောက်ဘူးချင်တာပေါ့လीเนาะ ပြောတော့ကြလို့ရှိနေကျွန်တော်ရှစ်ရှစ်ကိုဆိုပြီးအဲ့ကနေပြန်ထုတ်မှရှိတာပဲနော်ရှစ်ကိုရှစ်ရှစ်ကိုဆိုပြီးတော့နော်အဲ့လိုပုံစံတူပြန်ထုတ်ရှိတာပါနော်ဒါအစားပါကျွန်တော်တို့နော်ကျွန်တော်ဒီဟွာတွေကဘာမှဟွာမလို့ရဘူးနော်ဘာမှဟွာမလို့ရဘူးဘာမှမလို့ရဘူးဆိုတော့ဒါမဲ့ခုနကတည်းကကျွန်တော်တို့ဒီအခုကလိုင်းကောင်းသလားဆန်းရင်မတက်ပါနော်လိုင်းကောင်းသလားဆန်းရင်မတက်ဒါမဲ့ကျွန်တော်ဒီဘက်မှာဒီလေးကလေးနဲ့ပေါ့နော်လေးကလေးနဲ့တခုတော့ဟိုစိုက်လေးတခုနော်အချိုက်တိုက်တိုက်ပေါ့နော်နည်းနည်းတော့ဖမ်းထားတာလေးတခုတော့နည်းနည်းရှိတယ်ပေါ့သူ့ကိုပဲကျွန်တော်တို့ဟိုတုံးပြဖို့တော့ များတယ်ပေါ့ဒါပေမဲ့သူတို့ဆိုတော့အလုံးမျိုးများတယ်ပြန်တော့ပြန်ပြီးတော့ဆက်အောင်ပေါ့နော် ပြန်တော့ပြန်ပြီးတော့ဆက်အောင်ပဲအဲ့လိုပုံစံရှိနေပါဘူးဆိုဒီနေ့မှကျွန်တော်တို့၆ကက်တီးကအများကြီးနော်၆ကက်တီးကအများကြီးဖြစ်နေတာဟိုပြီးခဲ့တဲ့ဘက်ကတော့သူဟိုဒီဖမ်းသွားတယ်ရတာဒါတော့သူဟိုညှိသွားတယ်တဲ့သွားတယ်လို့ပြောလို့ရတာပေါ့ဗျတဲ့ကကျွန်တော်လည်းမှန်လို့ပြောလို့ရတာပေါ့မတဲ့မတဲ့တဲ့ကကျွန်တော်လည်းကျွန်တော်တို့စီးကျောပြတ်တယ်လို့အဲ့ဒါကိုဆယ်သမားတွေတုံတဲ့စကားလို့ပေါ့အဲ့လိုပဲကျွန်တော်တို့ပြောရမှာပေါ့နော်ဒါဖြစ်လို့ဆိုတော့ ငါးကတိလည်းအများကြီးချက်ကတိလည်းအများကြီးဒါပေမဲ့ရှိကြောပါတာတော့ခုမှမရှိဘူးခဏတော့ကျွန်တော်တို့တစ်တုံညနာပေါင်းချင်းနာပေါင်းချင်းတစ်တုံည99ဆိုပြီးတော့ဒါလေးကိုလည်းနည်းလေးနှစ်သက်တဲ့အနေထားမှာတော့ရှိတယ်ဒါကသူလည်းကျွန်တော်တို့အိုက်ကောင်ကိုလည်းပြန်ပြီးတော့ဟိုဆောက်မလို့သူ့ရဲ့အဆက်ကိုမတွေ့ရသေးဘူးနော်သူ့ရဲ့အဆက်ကိုမတွေ့ရသေးဘူးလုံးဝဘူးနော်အဲ့လိုပုံစံနဲ့ဒီနေ့မှ9ကတိကျတော့လေတော်တော်များတယ်9ကတိများတယ်မချုပ်မိတဲ့အခါကျတော့လည်းမပြချင်ဘူး နော်အချုပ်မိတဲ့ခါကျတော့လည်းမပြချင်ဘူးအဲ့လိုဖြစ်နေတာဒီချုပ်မိလို့ပြရတာကမပေးတာပေးတာဒါကလားမောင်းနာအောင်နာတပိုင်းနော်အဲ့လိုကကျတော့လည်းလေးပါဖြစ်တယ်ပေါ့အာပြောမစတန်လဲပေါ့မပေးတာပေးတာကလားချုပ်မိလဲငုံမိလဲပြတာကိစ္စမရှိဘူးပေါ့နော်အဲ့လိုပုံစံနဲ့အဲ့လိုဆိုရင်နမူနာပေါ့ဗျာနော်ကျွန်တော်ဒီတစ်ပတ်ဒီလေးကလေးပေါ့လုံးပြချင်တာလေးပေါ့နော်လေးကလေးလုံးပြချင်တာလေးဆိုတာကအပေါ်မှာတော့ကျွန်တော်တို့ ဒါမဲ့ဆက်ဆက်တာပေါ့နော်ဆက်ဆက်ကြည့်တယ်ဆက်ဆက်လို့ရတာကိုပဲယူကျင်တယ်ပေါ့ဗျာဆက်ဆက်လို့မရတာကိုယူကျင်မှုပေါ့ကျွန်တော်ဆိုလိုချင်တဲ့တိပ္ပံနော်အဲ့လိုပုံစံနဲ့ဒီ966သုံးလုံးပေါင်းကြီးဒီခွန်လို့ထည့်တယ်နော်966သုံးလုံးပေါင်းကြီးဒီခွန်လို့ထည့်တယ်656သုံးလုံးပေါင်းကြီးဒီကျွန်တော်တို့ခွန်လို့ဖြစ်တယ်အားလေးရှိသုံးလုံးပေါင်းကြီးဒီကျွန်တော်တို့ခွန်လို့ဖြစ်တယ်၄ခွန်6သုံးလုံးပေါင်းကြီးဒီကျွန်တော်တို့ခွန်လို့ဖြစ်တယ်ဒါကျွန်တော်တို့ခွန်လေးရပေါ့လူစားကောင်ကနော်ဒီစားကောင်ကခွန်လေးရသူ့အပေါ်မှာတော့အပေါ်ကဟာဒီကိုကျွန်တော်တို့က အပြရတော့နော်အဲ့ဖြစ်တဲ့အချိန်မှာလည်းကျွန်တော်ဒီမှာလည်းပြန်ပြီးတော့ကျွန်တော်56နော်ဒီမှာကျွန်တော်6တို့ပြန်ကြီးတယ်နော်သူနောက်ပိတ်မှာကြီးတယ်နော်56သုံးလုံးပေါင်းကြီးဒီကိုကိုနှလုံးပေါင်းကြီးသုံးနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့နှစ်လို့ဖြစ်တယ်နော်866သုံးလုံးပေါင်းကြီးဒီတုံညာနော်866သုံးလုံးပေါင်းကြီးဒီတုံညာတုံညာကိုကျွန်တော်တို့ခွားနှစ်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့နှစ်လို့ဖြစ်တယ်နော် ပုံက368 3လုံးပေါင်းကြီးဒီခွန်ခွန်ကိုခွာငါးနဲ့ပေါင်းလို့ရှိရင်ကျတို့နှစ်လဖြစ်တယ်နော်686 3လုံးပေါင်းကြီးဒီတုံညာတုံညာကိုခွာနှစ်နဲ့ပေါင်းလို့ရှိရင်နှစ်လဖြစ်တယ်နော်နှစ်လဖြစ်တယ်ဒီမှာကျတော့ကျတို့ခွန်968 3လုံးပေါင်းကြီးဒီလေးလိုပဲဖြစ်သွားတယ်နော်လေးလိုပဲဖြစ်သွားတယ်ဒီမှာကျတော့968 3လုံးပေါင်းကြီးဒီ3ကိုနှစ်နဲ့ပေါင်းလို့ရှိရင်9ဖြစ်သွားတယ်ဆိုကြတဲ့လေးပြန်နော်အဓိကတော့ကျတို့ခွန်လေးလုံးနှစ်လေးလုံးပေါ့နော် ခွန်လေးလုံးနှစ်လေးလုံးပေါ့သူလည်းစိတ်ဝင်စားဘူးတော့ကောင်းတယ်ကျွန်တော်ကအဲ့လိုပဲဒီလိုဆိုင်မျိုးကိုမှသူတပိအသုံးပြုနေတာကန်နေတာပေါ့နော်အသုံးပြုနေတယ်ကန်နေတယ်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲဒီ site ကလည်းအဆုံးထိတော့မသွားသေးဘူးနော်အဆုံးထိတော့မသွားသေးဘူးလောဆယ်ဆယ်ကျွန်တော်အသုံးပြုမဲ့ဟာလေးပေါ့နော်အတွဲလေးပေါ့ကျန်နေတဲ့ရင်ကြိုးသုံးထအောင်လို့ပေါ့နော်ပြပေးတာအဲ့ဒီမှာကျွန်တော်တို့ brake ship brake လေးပေါ့356 brake လေးပေါ့ ခလေးလေးကိုကျွန်တော်တို့ရှင်းတော့ပေးနဲ့ပေါင်းလို့ရှိရင်နှစ်လို့ဖြစ်တယ်ပေါ့ကျွန်တော်တို့ဘေး6ပေါ့ဘေး6ကို6တော့ပေးနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့နှစ်လို့ဖြစ်တယ်ပေါ့နော်ခလေးလေးပေါ့ခလေးလေးကိုကျွန်တော်တို့ရှင်းတော့ပေးနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့နှစ်လို့ဖြစ်တယ်ပေါ့နော်696ဘေး7ပေါ့တက်ကိုကျွန်တော်တို့နှစ်ဖြစ်ခဲ့ပါတယ်တင်တော့ပေးတော်တော်ပျောက်တော့ကောင်းနော်တင်နေလုံးထွက်ကုန်မလားဘူးနော်တင်တော့ပေးဖြစ်သွားရော အက်တင်နော်ဘီဖြစ်သွားတဲ့ခါကျတော့အက်တင်နော်ဘီကိုကျွန်တော်တို့ကလုံးရှင်ငါအလုံးရှင်ငါတုံညာသုံးလုံးပေါင်းကြီးဒီရှင်ငါတုံညာသုံးလုံးပေါင်းကြီးဒီတုံးလုံးကိုနှလုံးပေါင်းကြီးဒီတုံးရှင်နော်ဘီဒါဟာဒီဘက်ကိုပြန်လှည့်ပြပါပဲ666သုံးလုံးပေါင်းကြီးဒီတုံညာ၄နဲ့6နဲ့ပေါင်းလို့ရှိရင်တုံညာနော်366သုံးလုံးပေါင်းကြီးဒီ5 366သုံးလုံးပေါင်းကြီးဒီ5ဒီခွန်နဲ့ရှင်နဲ့ပေါင်းလို့ရှိရင်9နော်68 6သုံးလုံးပေါင်းကြီးတွေတုံည6 6သုံးလုံးပေါင်းကြီးတွေတုံည9နဲ့1နဲ့ပေါင်းလို့ရှိရင်တုံညဒါလည်းတင်နောက်ပဲနော်ဒါလည်းတင်နောက်ပဲဒီဘက်ကအလှည့်နဲ့ဟိုဘက်ကအလှည့်နဲ့ပြန်ယူလာပေါ့ဗျာခုလိုပြောမှသိနေနော်ခုလိုပြောမှသိပြန်ယူလေအဲ့ဒီမှာကျွန်တော်တို့ဒီမှာလည်းနှလုံးပေါင်းကြီးတွေတစ်နော်နှလုံးပေါင်းကြီးတွေတစ်အဲ့ဒီတစ်လို့ ရိုက်ဖို့ရအဲ့တိလို့ရိုက်ပြရတယ်တပြိုင်နဲ့နှလုံးပေါင်းကြီးဒီ၃၃ကို၃နဲ့ပေါင်းလို့ရှိ6တစ်ပါပါ6ကိုဆိုလိုချင်တဲ့တပြိုင်နော်နှလုံးပေါင်းကြီးတစ်ကိုတစ်ပါပါလေလုံးပေါင်းကြီးဒီ6အဲ့6ကိုလုံးလုံးပေါင်းကြီးဒီ6ရှင်းတော့ပြီ6 6နော်နှလုံးပေါင်းကြီးဒီ1နော်နှလုံးပေါင်းကြီးဒီ1ကို6 6 6နှလုံးပေါင်းကြီးဒီ4နော်6 6 နှလုံးပေါင်းကြီးဒီလေးလေးကိုကျွန်တော်တို့6နဲ့ပေါင်းလို့ရှိရင်၃ညာ၃ညာကို6နဲ့ပေါင်းလို့ရှိရင်6နှလုံးပေါင်းကြီးလေးကို2နဲ့ပေါင်းလို့ရှိရင်6နှလုံးပေါင်းကြီးဒီ6အဲ့မှာကျွန်တော်တို့6လေး6သုံးလုံးပေါင်းကြီးဒီ6ဒီ6 6နော်နှလုံးပေါင်းကြီးဒီကိုနော်ကိုကိုကျွန်တော်တို့ဒီမှာကကျွန်တော်တို့3 6နှလုံးပေါင်းကြီးဒီကို ပြည်စုံ369ကိုဒုလုံးပေါင်းကြီးဒီ8 8ကို6နဲ့ပေါ်လို့ရှိရင်လေနှလုံးပေါင်းကြီးကိုလေလုံးပေါင်းကြီးဒီ4လေနှလုံးပေါင်းကြီးကိုဒုလုံးပေါင်းကြီးဒီ8 8ကို6နဲ့ပေါ်လို့ရှိရင်လေကိုပါပါလေအဲ့လေကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီ6 6ကို8နဲ့ပေါ်လို့ရှိရင်လေဟာဒီမှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီ1ဒီကိုကျွန်တော်တို့686တုံးလုံးပေါင်းကြီးတွေတုံးညာတုံးညာကို6နဲ့ပေါ်လို့ရှိရင်6ပြပါပါ6အဲ့6ဒီကျွန်တော်တို့နှလုံးပေါင်းကြီးဒီမှာ9ကို10နောက်ပိတ်နဲ့ပေါ်လို့ရှိရင်6 ာတိ66တိ66ကိုလေးလေးတိ66နော်ကိုလေးလေးတိ66အဲ့မှာကျွန်တော်ကျွန်တော်ပြထည့်ထားတယ်ဗောဗျာလောကျတော့လေးကက်နဲ့ဗောနော်လေးကက်နဲ့လေးကက်နဲ့အဲ့ထည့်ထားတဲ့ခါကျတော့ကျွန်တော်ကခွန်းနှစ်ခွန်းနှစ်နှစ်ခွန်းနှစ်နှစ်ခွန်းနှစ်နှစ်ပါကျင်တော့အဲ့ဒီမှာဒီနိုင်မှာကျတော့နည်းနည်းဟိုလိုပြောမယ်ဆိုလို့ရှိရင်အများကြီးဗောဗျာနော်ကျွန်တော်ကျွန်တော်ဒါပြပြမယ်နော်အဲ့လိုမောင်ကြီးဒီနှစ် နှစ်ကိုငံလုံးပေါင်းရင်9နဲ့ပေါင်းလို့ရှိရင်ကျော်လို့ခွန်လို့ထည်တယ်အဲ့မှာပဲကျော်တို့ကရှင်းနောက်ဘေးကစကင်တာဟုတ်နော်ဒီမှာလည်းနှလုံးပေါင်းကြီးဒီနှစ်နှစ်ကိုကျော်တို့နှလုံးပေါင်းကြီးဒီ9နဲ့ပေါင်းလို့ရှိရင်ကျော်တို့ခွန်လို့ထည်တယ်နော်ဒီမှာကျော်တို့နှလုံးပေါင်းကြီးဒီ၃ညတို့ရောကိုနောင်နှလုံးပေါင်းကြီးခွန်နဲ့ပေါင်းလို့ရှိရင်ခွန်လို့ထည်တယ်နော်ဒီမှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီ6 6ကိုကျွန်တော်တို့နောင်နှလုံးပေါင်းရင်တင့်နဲ့ပေါင်းလို့ရှိရင်ခွန်လို့ထည်မယ်အဲ့ဒါဆိုကျွန်တော်တို့၃ညခါ တိပိနော်ဒီနာခတိပိအဲဒီနိုင်မှာကဆိုလိုချင်တဲ့အဓိပ္ပာယ်ကဒီ63လုံးကဒီမှာလည်း63လုံးပေါ့ဒီမှာ63လုံးနဲ့6နဲ့ကွာသွားတယ်ပေါ့နော်63လုံးနဲ့6နဲ့ကွာသွားတယ်ပေါ့အဲယူရတဲ့ကကျတော့ကျွန်တော်တို့ကဒီနှစ်နှလုံးမောင်းရင်းနှလုံးမောင်းရင်းနှလုံးမောင်းရင်းတို့နော်နှလုံးမောင်းရင်းဒီ6ဒါနှစ်နှစ်တုံရ6နဲ့ပဲယူရတဲ့တည်းဇာတ်နဲ့ကျွန်တော်တို့63လုံးတွေကဟိုမဆိုင်ဘူးလို့ပြောချင်တဲ့သဘောတရားသွားတာပေါ့မဆိုင်ဘူးလို့ပြောချင်တဲ့သဘောကိုတရားသွားတယ် ဲ့တက်ရောက်သွားတဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်တို့ကအလဲတိုင်းပေါ့နော်အလဲတိုင်းကနှပေါင်းချင်းတစ်ကြောင်မူတာတုံနှအလဲတိုင်းကအသုံးပြုရတာနော်နှပေါင်းချင်းတစ်ကြောင်မူတာတုံနှအလဲတိုင်းကလောစီတဲ့ဖြတ်ပေးထားတာပေါ့လောစီဖြတ်ပေးထားတာကကျွန်တော်တို့ကဒီမှာတည်လိုက်တာက3 5 6သုံးလုံးပေါင်းကြီးဒီလေးကိုဒီ၈နောက်ပိတ်နဲ့ကျွန်တော်တို့ကနှစ်လို့ထည့်လိုက်တဲ့ခါမှာဒီမှာကနှလုံးပေါင်းကြီးနှစ်ကိုဒီ9နဲ့ခွန်လို့ထည့်တဲ့ခါမှာ ဲ့ဒီမှာကျွန်တော်တို့6 6ခွန်းသုံးလုံးပေါင်းကြီးဒီ9အဲ့ဒီ9ဒီကျော်ဒီဘယ်လေးကြောင်မို့ပဲသုံးလုံးပေါင်းကြီးဒီ၄ဒီကျော်သုံးလုံးပေါင်းကြီးဒီ9ဒီ၄ပါပါ9လို့ထည့်တယ်6 6 6သုံးလုံးပေါင်းကြီးဒီ6ဒီ6ပါပါ6 6ကိုသုံးလုံးပေါင်းကြီးဒီကျွန်တော်တို့1လို့ထည့်တယ်နော်ဒီမှာက9ခွန်း8သုံးလုံးပေါင်းကြီးဒီ၄ဒီကျွန်တော်တို့6 6ကိုသုံးလုံးပေါင်းကြီးဒီကျွန်တော်တို့9လို့ထည့်တယ်ဒီမှာက6 6 6သုံးလုံးပေါင်းကြီးဒီ1ဒီကျွန်တော်တို့1ပါပါသုံးလုံးပေါင်းကြီးဒီကျွန်တော်တို့6လို့ထည့်တယ်အဲ့ဒီပါပါသုံးလုံးပေါင်းကြီးဒီ6လို့ထည့်လိုက်ရဖြစ်တယ်တွေ့တော့ည အလဲတိုင်းဒီဒီမှာထိုင်ခဲ့ရတယ်။ဒါလေးခဲနဲ့နော်။မလေးခဲနဲ့ကကျွန်တော်တို့ကရှင်းရှင်းပြောတတိတိယလေးခဲနဲ့မှာတဘောလေးဒဲကြနေတယ်။နော်တတိတိယလေးခဲနဲ့မှာချုပ်နိုင်ပေါ့လောက်နိုင်ပေါ့။ဘောလေးကြတယ်ငါးခက်ကတော့မကြတာ။အဲ့လိုနဲ့နဲ့။ဒါမဲ့လေးခက်ကအစားအစာတော့ဟာဒီကအများကြီးရှိတယ်ဒီနေ့မှာလည်း ไอ้6ขาดน่ะ6ขาดน่ะที่ตะบอนจิง5เนี่ยติดๆ6ขาดน่ะที่ตะบอนจิง5เนี่ยติดๆ4ขาดน่ะที่ตะบอนจิง9เนี่ยติดๆ2ขาดน่ะที่ตะบอนจิง9เนี่ยติดมั้ยติด4ลงป่ะแต่ไม่ติด4ลงอ่ะนี่น่ะมันไม่ลาวขึ้นนี่6ต้งยาไปสิเลยสุดจริงๆดิบะเนาะဒီမှာလဲကျွန်တော်တို့6ต้งยาไปสิเลยဗောဒီမှာလဲ6ต้งยาไปสิเลยပေါ့ဒီလေးတိုင်းတော့မလာဘူးဒါပေမဲ့ကျန်တဲ့ခွန်လေးလုံးနှစ်လုံးနှစ်လေးလုံးတွေလည်းအများကြီးရှိသေးတယ်เนาะ ခုံလေးလုံးနှစ်လေးလုံးတွေကအများကြီးတော့ရှိတယ်ဒါပေမဲ့သူကအဆက်ကတွဲမရလို့เนาะကျွန်တော်ကဒီဖိုင်မှာမပြတော့ဘူးအဆက်ကတွဲမရလို့မပြတော့ဘူးအဲဒီလိုလဲဆိုတော့ဥပါကအလုံးကကောက်လို့မရဘူးဖြစ်တာပေါ့ဗျာကောက်လို့မရဘူးဖြစ်တာပေါ့နောက်ဆုံးပြကျွန်တော်တို့ဖြစ်မနေစားတဲ့ဟိုကောက်ဆိုတဲ့ကျွန်တော်တို့သဘောထားကျွန်တော်တို့ဒီမှာကနှလုံးမောင်းကြီးဒီနှစ်ပေါ့ဗျာနှစ်ကိုကျွန်တော်နှလုံးမောင်းကြီးဒီငါးနဲ့ခုံမယ်ဗျာကိုယ်ခုံရှိတကွယ်ပြီးမယ်ဗျာ နော်ကိုခုံစစ်တကွဲပြီးမယ်ဗျာရှစ်ခါတိုင်းရှစ်နောက်ပေခုံခါတိုင်းနှလုံးမောင်းကြီးငါကိုထိနော်ဒီမှာကျွန်တော်နှလုံးမောင်းကြီးဒီနှစ်ဗျာနှစ်ကိုကျွန်တော်နှလုံးမောင်းကြီးဒီငါနဲ့ခုံမယ်ဗျာခြောက်နောက်ပေနှစ်ပေါင်းကြီးငါကိုခါတိုင်း6ထိနော်ဒီမှာကနှလုံးမောင်းကြီးဒီ10ဗျာဒီစကိုကျွန်တော်တို့နှလုံးမောင်းကြီးဒီ3ဗျာကိုနဲ့လေးနဲ့3ပဲဗျာ3ကိုနှလုံးမောင်းကြီး4နဲ့ခုံမယ်ဗျာခုံပြီးရှစ်နောက်ပေကိုခါတိုင်းနှစ်ပေါင်းကြီးခုံ6ထိဒီမှာကျွန်တော်နှလုံးမောင်းကြီးဒီနှစ်ဗျာနှစ်ကိုကျွန်တော်တို့ခုံဖြစ်ဖို့ရတယ်ခုံထိပ်စီးဗျာရှင်နှလုံးမောင်းကြီး9နဲ့ လုံးဝိုင်းကနေနှစ်နှစ်ခွန်ပဲဗျာအဲ့ကျတော့သူကကျတော့ဒီအပေါ်လာခဲ့တဲ့အတိုင်းမင်းကိုတော့မငြီဘူးနော်အပေါ်လာတဲ့အတိုင်းမင်းကိုတော့မငြီဘူးစယူလဲရတဲ့ယူယူယူရင်းယူရင်းယူလဲရတဲ့တခုတော့ညှိတယ်အဲ့တခုတော့ညှိတယ်ကျတော့ကအဲဆိုလိုချင်တဲ့အထိပ္ပယ်ကဒီ66ကိုသုံးလုံးပေါင်းကြီးတစ်တီ6ခါတိုင်းနဲ့နှလုံးပေါင်းကြီး9နဲ့တစ်တယ်ဟုတ်လား696သုံးလုံးပေါင်းကြီးဒီတစ်တီကျတော့6ခါတိုင်းနဲ့နှောင်းပေါင်းကြီး9နဲ့တစ်တယ်968သုံးလုံးပေါင်းကြီးဒီ3ဒီ6ခါတိုင်းနဲ့နှောင်းပေါင်းကြီး9နဲ့3တယ် 39ခွန်သုံးလုံးပေါင်းကြီးဒီ5ဒီဒီလေးခါတိုင်းနဲ့နောက်နှောင်းပေါင်းတင်းနဲ့5တယ်နော်လေးခါတိုင်းနဲ့နောက်ပေါင်းကြီးတင်းနဲ့5တယ်သူကြတော့ကျွန်တော်တို့ခွန်ထင်းနဲ့နောက်ပေါင်းကြီးတင်းနဲ့ခွန်ထင်းနဲ့နောက်ပေါင်းကြီးတင်းနဲ့နော်69သုံးလုံးပေါင်းကြီးဒီတတိဒီ6ခါတိုင်းနဲ့နောက်ပေါင်းကြီး5နဲ့တက်တယ်69 6သုံးလုံးပေါင်းကြီးဒီတတိဒီ6ခါတိုင်းနဲ့နောက်ပေါင်းကြီး5နဲ့တက်တယ်96 8သုံးလုံးပေါင်းကြီးဒီ3 3ဒီ6ခါတိုင်နဲ့အပေါင်းကြီးခွန်နဲ့3နဲ့3ည8ခွန်သုံးလုံးပေါင်းကြီးဒီ5 5ဒီကျွန်တော်တို့၄ခါတိုင်နဲ့အပေါင်းကြီးတင်နဲ့5ရက်ခွန်3ည8 4ခက်နဲ့ပြီးရောဂျန်ရရီနဲ့မရောရှက်ဘူးပေါ့နော်ဒါဒီလိုလေးလေးလှုပ်လှုပ်လှုပ်လို့ရတာပေါ့ဒီလိုလေးလေးလှုပ်လှုပ်လှုပ်လို့ရ